တီချဲတဲ့စောက်ဈေးနှုန်းလေးတွေပြောပြပါလားရှင်တဲ့သမီးမှာကျင်လို့တဲ့စောက်ဈေးနှုန်းလေးတွေပြောပြမယ်နော်ဒီစောက်ကလေးက18000ပါဒီစောက်ကလေးကလည်း18000ပါပဲဒီစောက်ကလေးကကြတော့3000ပဲရှိပါတယ်အခုကကြတော့ဈေးနှုန်းမပြောင်းလဲသေးဘူးနော်ဈေးမတက်သေးပါဘူးဒီစောက်ကလေးတွေကုန်လို့ရှင်တော့ဈေးတက်ပါမယ် ။ဘာဖြစ်လို့လဲဆိုတော့အစအရာဈေးတက်နေတဲ့အတွက်တိကျလည်းပုံနှိပ်တိုင်မှာပြန်အပ်လို့ရှိရင်ဈေးတက်မှာဖြစ်တယ်။အဲဒါကြောင့်မလို့ဈေးတက်ပါမယ်။ဒီစာအုပ်ကလေးอ่ะဆိုရင်ဒီမှာဒီမှာ ဆက်တဲ့ချိန်မြောက်နော်ဆက်တဲ့ချိန်မြောက်ရိုင်းနှိပ်ထုတ်ဝေပြီးသွားပြီအရန်သုံးဝင်နေအရန်တံပိုးရှိတယ်အဲဒါကြောင့်မလို့နောက်တစ်ချိန်တိတ်မကြံတော့ဘူးနော်အဲဒါကြောင့်မလို့လိုချင်လို့ရှိရင်စောစောအမှားထားစာအုပ်တိုက်မှာကြာနေတဲ့အချိန်နဲ့ဆိုလို့ရှိရင်လိုချင်တဲ့အချိန်မရပဲနေမယ်နော်ဒီစာအုပ်ကလေးကကြာတော့၃ချိန်မြောက်ဒီစာအုပ်ကလေးကလည်းပညာတွေအများကြီးပါတယ်ဒီလိုခက်တိုလေးတွေကိုမှဒီဇိုင်း15မျိုးပါတယ်အဲ့ဒီဒီဇိုင်း15မျိုးကိုမှ ဒီဇိုင်းတစ်မျိုးကိုဆိုလို့ရှိရင်သင်ခန်းစာက3ခုလောက်ပါတယ်ဆိုတော့15မျိုးဆိုတော့ဒီဇိုင်းက45ခုပညာ45မျိုးလောက်ပါတယ်เนาะဒီဒီဇိုင်းဒီစာထဲမှာဒါကြတော့ကိုယ်တိုင်းမှတ်တဲ့စာအုပ်ကိုယ်တိုင်းမှတ်ဖို့ကိုရှိမှအင်ညီလာအပ်တဲ့ခါကြလို့ရှိရင်မေ့မသွားအောင်လို့ပေါ့เนาะကိုယ်တိုင်းမှတ်ဖို့စာအုပ်ကလေးပါဒီစာအုပ်ကလေးကကြတော့ဒီစာအုပ်ကဒီမှာ စာမျက်နှာလေးကဒီလိုမျိုးလေးတွေဒီနေရာမှာဆိုလို့ရှိရင် customer ကိုတိုင်းနေကိုမှတ်မယ်ဒီမှာကြတော့သူ့ရဲ့အချက်လက်သူ့လိုချင်တဲ့အချက်လက်ကလေးတွေကိုရေးထားမယ်သူလိုချင်တဲ့အင်ကြီးဒီဇိုင်းလေးကိုလည်းအကျန်းလေးနဲ့ပုံဆွဲထားမယ်။เนาะအဲ့ဒီလိုမျိုးအားလုံးလူတစ်ယောက်စာကိုတစ်မျက်နှာမှာအားလုံးမှတ်လို့ရတယ်เนาะအဲ့ဒီစာကလေးတွေကိုမှားမယ်ဆိုလို့ရှိရင်တော့ရန်ကုန်မြို့မှာဆိုလို့ရှိရင်အိမ်ရောက်ငွေချေရပါတယ်။ငွေချိုလွှဲเสียမလိုပါဘူး။ နောက်ပြီးတော့တင်တန်းကကြတော့လာတာလက်20မှာပါတိန်ကြီးစေးပို့ချုပ်စေးနဲ့နီးတယ်အဲ့ဒါကြောင့်မလို့ဂျန်ရှင်စီးတီးနဲ့လည်းနီးတယ်ဆိုတော့တင်တန်းမှာလာဝယ်လို့လည်းရပါတယ်နေရဆိုလို့ရှိရင်တော့ငွေကြိုလွှဲရပါတယ်ရာယရောက်တဲ့နေရာဆိုရာယနဲ့ပို့ပေးတယ်ကားကိတ်ကနေလည်းအဆင်ပြေအောင်ဟိုရောက်အောင်ပေါ့နော်အဆင်ပြေအောင်ပို့ပေးပါတယ် တင်နန်းတက်ချင်တယ်ဆိုလို့ရှင်တော့ရန်ကုန်မြို့လာတာမြို့နယ်မှာပါလာတက်လို့ရပါတယ်တင်နန်းကတော့လာစဉ်လာစမ်းရက်တိုင်းမှာတင်နန်းဖွင့်ပါတယ်ပက်တန်ကက်လည်းရောင်းပေးပါတယ်เนาะပက်တန်ကက်ကဆိုတာကြတော့ကိုယ့်ရဲ့လိုချင်တဲ့အင်ကြီးဒီဇိုင်းရယ်ကိုလိုချင်ကိုယ့်ရဲ့ကိုတိုင်းရယ်အဲ့ဒါကို ဘိုင်ဘာကနေပေးရတယ်အဲ့ဒီဥစ္စာကိုပတန်ကတ်ကလေးနဲ့အဆင်သင့်လေးဆွဲပေးတယ်အဲ့ဒီပတန်ကတ်ကလေးကိုပိတ်စပေါ်မှာတင်ပြီးတော့အဆင်သင့်ညှက်ယုံမဲ့ချုပ်စားတွေဘာတွေပို့ရမလို့တော့အဲ့ဒီတော့ကိုလိုချင်တဲ့ဒီဇိုင်းကိုတစုံတစ်ပေါင်းခွဲပါအဲ့ဒီဥစ္စာမှားလို့လည်းရပါတယ်เนาะ ျမကတော့ဒီဇိုင်နာထွင်မှာ ကျမတင်ထားတဲ့ပညာရီဗီဒီယိုတွေလည်းအများကြီးရှိပါတယ်ကျမတင်နေပေးထားတဲ့တပည့်တွေလည်းမြန်မာပြည်အနှံ့မှာအများကြီးရှိတယ်အကုန်လုံးကအဆင်ပြေပြေနဲ့ဘဝရည်တည်မှုကိုရနိုင်ကြပါပြီဒါကြောင့်မလို့ပညာရီလိုချင်နေဆိုလို့ရှိရင်အမြန်ဆုံးလာပြီးတော့တင်နန်းတက်လိုက်ပါ